မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်ကောင်စီဘက်က၃ဦးသေဆုံးပြီးအရာရှိတအူးပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့မနက်9:30မိနစ်ခန့်မှာကြိုက်ထုံမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့ အင်အား130ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်က3ဦးသေဆုံးပြီးအရာရှိ2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိတွေ့တိုက်ပွဲဟာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က87မမ120မမလက်နက်ကြီး9လုံးထက်မနည်းပြစ်ခတ်ခဲ့ပြီးတော့တိုင်စေရ200ခွန်တိုင်ရင်ကလည်းလက်နက်ကြီးကုန်းက တစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့သိရပါတယ်။ထိပ်တွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးအနားမှာရှိတဲ့ကျေးရွာများကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူဝိုင်းပစ္စည်းများကိုလူရက်ယူဆောင်သွားပြီးဇွန်လ16ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။တမဟာတက်နယ်မြေထဲမှာစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီရဲ့အင်အား130ကပ်ပါတဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်တာပါကျွန်တော်တို့ကစောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့တာ 10မိနစ်လောက်ထိတွေ့တိုက်ပွဲဖြစ်တယ်3កောက်လောက်သေးပြီးတော့ဘိုးအစ်စ်တူဒံရရတယ်တိုက်ပွဲအပြီးအနီးနားကကျေးရွာတွေတဲကိုသူတို့ဝင်သွားတယ်စေးကုထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဈေးဆိုင်တွေအိမ်တွေကိုမှွေနှောက်ပြီးတော့ပစ္စည်းတချို့ယူသွားတာကိုတွေ့ရတယ်16ရက်နေ့မနက်9နာရီခွဲလောက်မှာအဲ့ဒီရွာတွေကနေပြန်ထွက်သွားပါတယ်16ရက်နေ့မနက်မှာစစ်ခွေးတွေထွက်သွားတော့တိုက်ပွဲဖြစ်တဲ့နေရာနားမှာနေမြေရှင်းလင်းတဲ့အခါမှာစစ်တပ်သုံးအင်နာကတလုံးကိုတင်းစီရမိပါတယ်အဲ့ဒီအနီးမှာစစ်ခွေးတွေရဲ့ဘောင်းမီတို့အလောင်းဆွဲတဲ့အရာတို့တွေတွေ့ပါတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်ဖွဲ့၁စက်သွေးရင်းနဲ့မီဒီယာတာဝန်ခံရဲဘော်ကိန်းကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကျင်းနယ်ကာကွယ်တပ်ဖွဲ့နဲ့ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့သုံးခွမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဒဂုံစိတ်ကမ်းမြို့နယ်ကတိုက်ခိုက်ရေးလူငယ်များနဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်ဖွဲ့၁တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ကောင်စီရဲ့လာရှိုးမြို့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရဲ့ အကြမ်းဖက်နှိမ်နှင်းရိုက်တက်အဖြစ်နဲ့ပြောင်းလဲဖွဲ့စည်းထားတဲ့ခလာရ41ကိုကိုကန့်တက် MNDA ကဇူလိုင်လ19ရက်နေ့မှာတင်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ19ရက်နေ့တနေ့လုံးခလာရ41ကို MNDA ကပြရခုံမမတွေနဲ့တိုက်ခိုက်တင်ပိုက်ခဲ့တာလို့ရှေ့တန်းသတင်းအေးမေကပြောပါတယ်အရာရှိ9ယောက်တော့ကြာသွားတာသိတယ် drop ဘုံတွေချတဲ့နေရာကကင်းတာဝန်ယူထားတဲ့ဈေးကနေပြီးတော့ဘာမှမကြရတော့ဘူး။ "तू လဲကြသွားပြီ"ထင်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါရတယ်။လက်ရှိမှာလားရှုံမျိုးကိုအင်တာနက်နဲ့ဆက်သွယ်ရေးဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့်တိုက်ပွဲဖြစ်ွားတဲ့အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ ကိုကန့်တက် MNDA နဲ့ပူးပေါင်းအဖွဲ့တွေဟာလာရှိုးမျိုးကိုတင်ပိုင်နိုင်ဖို့အတွက်ခလာရ47နေရာကိုခြေကုပ်ယူထားပြီးတော့1027ဆက်စင်ရေးအပိုင်းတက်မှာတက်လုံးပြုတ်ခဲ့တဲ့ခမရ9နှစ်နဲ့နေရာကိုရောက်လာတဲ့စာရတထောက်လန်းရေးတက်ကိုဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခမရ9ရခုံကိုတော့ရွဲပြေကျော်နဲ့နေ့လယ်ကတင်လိုက်တဲ့ပြည်သူ့စစ်ခေါင်းဆောင်ထွန်းမြတ်လင်းရဲ့တိုက်နေကြီးရှိတဲ့ရက်ကွက်9ရက်ကတိုက်စစ်ပြန်ဆင်နေပြီးတော့စစ်ကောင်စီဘက်က အင်ဒေါ်ကြောက်ခုလမ်းဘက်ကလာတဲ့အင်အားတချို့တဝက်ရမခမှာပူပေါင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်စစ်ကောင်စီကတော့လာရှုံမြို့ပြင်ကိုလေကြောင်းနဲ့အပြင်းထန်ဗုံးကျဲတိုက်ခိုက်ခဲ့ရမှာ73မိုင်ကရဲသားတအူးတေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ဘက်ကပြောပါတယ်လက်ရှိမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ခလာရ41တိုင်ရင်အတွင်မီးလောင်နေတယ်လို့လာရှုံမြို့ပေါ်ရက်ကွက်9ကနေအိမ်တချို့လည်းမီးလောင်ပျက်စီးနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမြင်းလောင်မြို့နယ်မှာ PDF တပ်ဖွဲ့များရဲ့သတင်းကိုလိုက်လံစုံစမ်းနေတဲ့စမ်းဘုတ်ရွာအုတ်ချုပ်ရဲမှုကြော်မဲအောင်ကိုပြစ်ခတ်တိုက်ခတ်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ18ရက်နေ့မွန်လွယ်တနာရီ15မိနစ်ခန့်မှာမင်းလာမြို့နယ်စမ်းပုတ်ကျေးရွာကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးထားတဲ့အုတ်ချုပ်ရည်မှုနေရာမှာအစားထိုးတာဝန်ယူနေတဲ့အုတ်ချုပ်ရည်မှုကျော်မင်းအောင်ကိုတော်လိုင်းတပ်ဖွဲ့များကမင်းလာမြို့နယ်ရှားပြူကွင်းရွာနဲ့လက်ပရန်းမြို့နယ်စီတုံးရွာကြားမှာစိုက်ကယ်စီးလာတဲ့အချိန်တာယာဝတီခရိုင်တရဲ383ညနဲ့တပ်ခွဲ3တပ်ခွဲ2နဲ့တပ်ခွဲ6ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။တိုက်ဆုံသွားတဲ့အုတ်ချုပ်ရည်မှုကျော်မင်းအောင်ဟာ ပြူစောတိတန်တန်တက်ရောက်ထားတဲ့အကြံဘတ်စစ်ကောင်းစီရဲ့ဒေါက်တိုင်အမာခံဖြစ်ပြီးတော့အကြံဘတ်စစ်ကောင်းစီထံမှတော်လိုင်းရဲဘော်များရဲ့အချက်လက်များနဲ့စက္ကန်းရဲ့နေရာများကိုပရင်ပေးဖို့တိုင်ကြားမှုကြောင့်စက္ကန်းစီးနှင်းခရရကတက်ခွဲနှစ်ကတက်ခွဲမှုရဲဘော်ရိုးမှကြာဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အကြံဘတ်စစ်ကောင်းစီထံကိုမမှန်သတင်းများကိုပေးပြီးတော့တိုင်ကြားမှုတွေကြောင့်ပြည်သူတချို့ထွက်ပြေးတိမ်းရှောင်နေရခြင်းအရေးယူခံရခြင်းပြည်သူများကိုအမျိုးမျိုးဒုက္ခပေးနေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့တာယာဝတီခရိုင်တိုင်ရဲ့383နှစ် တက်ခွဲနှစ်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။သူတရင်ပေးတိုင်ကြားမှုကြောင့်တက်ခွဲမှုရဲဘော်ရိုးမှကြာဆုံးခဲ့တာ။သူကြောင့်ပြည်သူတချို့ဆိုအိမ်ရှိပါရနဲ့အိမ်မှာမနေရတဲ့အထီကို ဘဝပြောင်းလုပ်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်ဖြစ်နေလို့ရှင်းလင်းခဲ့ရတာပါသူ့လိုပဲပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေကိုဒုက္ခပေးနေတဲ့သူတွေဒုက္ခပေးခဲ့တဲ့သူတွေကိုအချိန်မရွေးရှင်းလင်းသွားပါမယ်လို့တာယာဝရီခိုင်တရဲ383နှစ်တပ်ခွဲနှစ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါရယ်တော်လိုင်းတပ်ဖွဲ့များနဲ့ပြည်သူများကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်များကိုတော်လိုင်းတပ်ဖွဲ့အနေနဲ့ဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးအနားမှာတွာလာနေထိုင်ခြင်းများကိုလုံးဝလုံးဝမပြုလုပ်ကြရန် တာယာဝတီခိုင်တရဲ383နှစ်တက်ခွဲနှစ်ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးရက်ကွက်9ကပြည်သူ့စစ်ခေါင်းဆောင်တအုပ်ရဲ့နေအိမ်ကို ဇွန်လ16ရက်နေ့နေကင်းပိုင်းလောက်က MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကစီနံသိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အခုသိမ့်ပိုက်ပြီးတော့ချိတ်ပိတ်လိုက်တဲ့ပြည်သူ့စစ်ခေါင်းဆောင်ရဲ့အိမ်ကလူတွေမရှိတော့ဘူး။သူတို့လည်းဆစ်ဆောင်သွားကြပြီလေ။ရက်ကွက်ငါးမာကပြည်သူ့စစ်အရာရှိတွေအများကြီးရှိတာပဲလို့ဒေသခံအမျိုးသားတို့ကပြောဆိုထားပါရယ်။ငါရခွန်စစ်ကောင်စီတပ်ကိုတိမ့်ပိုက်ထားတာမရှိပေမဲ့ရက်ကွက်ခွန်နဲ့ရက်ကွက်ငါးတွေမှာစစ်ကောင်စီနဲ့ MNDA ပူးပေါင်းတပ်တွေဟာ ထိတ်တိုက်တိုက်ပွဲတွေဖြစ်နေတယ်လို့သူကပြောပါတယ်ရက်ကွက်9ရက်တပိုင်းမှာစစ်ကောင်စီတွေရှိတယ်နောက်တပိုင်းမှာပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း MNDAA နဲ့ကူပေါင်းတပ်ဖွဲ့တွေကနေရာယူထားပြီးပြီလို့နောက်ထပ်ဒေသခံတို့ကပြောပါတယ်ဇွန်လ16ရက်နေ့မှာတော့ ဖះเจ้าအနီးဝင်းကျင်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့ရက်ွက်แท้ကိုလက်နက်ကြီးကြလို့နေအိမ်တချို့မီးလောင်နေတယ်လို့သူကပြောပါတယ်ရက်ခွက်ထဲမှာတိုက်ပွဲမရှောင်နိုင်တဲ့အခြေခံလူဒန်းစားတွေရှိနေသေးပြီးတော့နှစ်ဖက်တိုက်ပွဲကြောင့်နေအိမ်တော်တော်များများပြိုကျပျက်စီးကုန်ပြီလို့သူကပြောပါရယ်မြို့ထဲမှာဖုန်းလိုင်းတွေအားလုံးပြတ်တောက်နေပြီးတော့ Wi-Fi တချို့တော့သုံးလို့ရနေသေးကဇူလိုင်လ16ရက်နေ့မနက်အစောပိုင်းကလာရှုံမြို့အဝင်ပတ်ပတ်လဲမှာလဲနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြမပင်လယ်ပြင်ရေနပ်ပိုင်းဖြစ်တဲ့ပါလီပါလက်ကျွန်းမှာပင်လယ်ထဲမှာမျောပါလာတဲ့ပုံးကိုအရက်စီပုံးလို့ထင်ပြီးတော့အာနာသိန်းစက်ကောင်းစီတက်ကဆက်သားတွေဝိုင်းတောက်ကြရာကနေ9ရောက်သေးပြီးတော့3ရောက်ဖိတ်ကူးတနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မျောပါလာတဲ့ပုံးဟာဘာပုံးမှန်းမသိဘဲနဲ့ဝိုင်းတောက်ကြရာကနေ အရက်စီမဟုတ်တာကြောင့်အစိတ်တင့်တယ်လို့ဖြစ်ပြီးတော့တေဆုံးကစေကူတနေရတဲ့စစ်သားတွေပါအခြေအနေမကောင်းဘူးလို့သိရပါတယ်မျိုးပါလာတဲ့ပုံတွေကအရက်စီမဟုတ်ဘူးတာပင်တိုင်နေလားဘာလာတော့မသိဘူးသူတို့ကအရက်စီဆိုပြီးတော့တောက်ကြတာအမှန်ကစစ်သားတွေအကုန်လုံးတောက်ရမှာအခုက၈ယောက်ထဲတောက်လို့၅ယောက်သေပြီးတော့၃ယောက်ကစေကူတနေရတာ ဖြစ်တယ်လို့တက်တွင်းသတင်းအရင်းမြစ်ကပြောကြားထားပါတယ်သေတဲ့၅ယောက်ကပါလီပါလဲကျွန်းမှာပဲသေတာကျန်တဲ့၃ယောက်ကတော့စေကူကိုခေါ်သွားပြီမဲ့အဲ့ဒီ၃ယောက်ကလည်းသေဖို့များတယ် ပေတဲ့9ယောက်နဲ့ဈေးကူးသားမဲ့3ယောက်ကိုဟိုင်းကြီးကျွန်းကိုပြန်ခေါ်လာခဲ့ကြတယ်လို့အဲ့ဒီတက်တွင်းသတင်းအရေးမြက်ကပြောဆိုထားပါတယ်။အယက်စီပုံးဆိုပြီးတော့မှားတောက်တာဟာဇူလိုင်လ18ရက်နေ့ကဖြစ်ပြီးတော့ဇူလိုင်လ18ရက်နေ့မှာဟိုင်းကြီးကျွန်းကိုပြန်တယ်လာခဲ့တယ်လို့သိရပါတယ်။ပါလီပါလက်ကျွန်းဟာမြမပင်လယ်ပြင်ရေပိုင်နဲ့အတွင်းမှာရှိပြီးတော့ဟိုင်းကြီးကျွန်းမှာရှိတဲ့အာနာသိန်းစစ်ကောင်းစီတက်ဖြစ်တဲ့ပမ္မပရိရေတပ်စခန်းဌာနချုပ်လက်အောက်ခံအခြေစိုက်တရင်ကအချမ်းဘတ်စစ်ကောင်းစီတပ်သား30ခန်းနဲ့စခန်းအထိုင်ချထားတာဖြစ်တယ်လို့လည်းသိရကြောင်း တရင်ရရှိပါရယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့သခိုင်းတိုင်းဒီပယ်ရင်မြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းထွေအုပ်ယုံနဲ့အထကကြောင်းတုံမှာတက်ဆွဲထားတယ်အကြမ်းဖက်စစ်ကောင်းစီတပ်သားများကိုဝင်းရောက်ပြစ်ခတ်တိုက်ခတ်ရာစစ်သားတအုပ်တိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ19ရက်နေ့မနက်10:00နာရီခန့်ကအာဇာနီနေ့အထိမ်းအမှတ်အဖြစ်နဲ့ဒီပဲရင်မြို့ပေါ်မှာရှိတဲ့ရဲစခန်းထွေအိုယုံနဲ့အထကကျောင်းတော်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို80မမ60မမ40မမ RPG လက်နက်ကြီးများအပြင်လက်နက်ငယ်များနဲ့ပါဝေရောက်ပြက်ခတ်တိုက်ခိုက်ခဲ့ရာမနက်7:30နာရီ30မိနစ်ခန့်အထိကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သားတဦးတေဆုံးပြီးတော့နှစ်ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဘန်ဂါရဲကနေမထွက်ဘဲနဲ့ တနက်နဲ့တစ်ချက်မှပြန်လဲပြစ်ခတ်ခြင်းမရှိတဲ့အတွက်ကြောင့်ပြန်လဲဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။တစ်ချက်မှပြန်မပြစ်တယ်လို့လှုပ်ကုန်မလှုပ်တာအနီးကပြစ်တာတအူးရှိမှရင်တေသွားတယ်။အဲ့ဒီကြာသွားတဲ့သူရဲ့လက်နက်ကိုကောက်ဖို့လုံနေတဲ့အချိန်မှာနှစ်ဦးတက်လာလို့ဆက်ပြစ်နေတော့သူလိုလဲထိပြီးတော့ဝင်ပြေးသွားရောကျွန်တော်တို့တပ်ဖွဲ့ဝင်တွေပြန်ဆုတ်လာပြီးတော့တနအီလောက်ကြာမှလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တပ်ပြစ်ခတ်နေကြတာအချက်ကြီးတော်တော်များများကြားနေရတယ်လို့ဘူးတလဲမိုဘိုင်းတင်း BMT ဘုဒ္ဓလင်မြို့နယ်ရွေးရှားစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘုဒ္ဓလင် mobile team BMT ဘုဒ္ဓလင်မြို့နယ်ရွေးရှားစစ်ကြောင်းဒီပယ်ရင် local mobile team DLMT နဲ့ရေကျော်ဗရုံးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တိန်နီမြို့နယ်လာရှိုးမြို့ပြင်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၉ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ၁၈ရက်နေ့ညနေ၄နာရီ၃၈မိနစ်ခန့်မှာတိန်နီမြို့လူနေရပ်ကွက်များကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့် အရသာပြည်သူ၈ဦးတေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူတွေက၅ဦးဟာဒဏ်ရာအခြေအနေပြင်းထန်ပြီးတော့ကျန်တဲ့၃ဦးဟာထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်တိန်နေခရိုင်ကော်မတီနဲ့ဒေသကာကွယ်ရေးတပ်များကကယ်ဆယ်ရေးလုပ်ငန်းများကိုလျင်မြန်စွာစီစဉ်ဆောင်ရွက်ခဲ့ကြပြီးတော့ဒဏ်ရာရတဲ့သူများကိုမဟာမိတ်တပ်များကနောက်တန်းဆေးရုံကိုပို့ဆောင်ပြီးတော့ကုသပေးခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲဇူလိုင်လ16ရက်နေ့မနက်အစောပိုင်းမှာလည်း လာရှုံမြို့ပြင်73မိုင်ကိုအကြမ်းဖက်စစ်ကောင်စီကလေရင်များနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအရက်သားပြည်သူတအုပ်သေးဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မနက်၄နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့တိန်နီခရိုင်အတွင်းမှာရှိတဲ့ကျေဝဒေသကိုဘုံကျဲတိုက်ခိုက်ရာစဘာကင်းများတီးနံများနဲ့အရက်သားတွေရဲ့နေအိမ်၄လုံးထိမှန်ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောခရိုင်ထီလင်းမြို့ရွှေထီးခမ်းမမှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကအင်ဂျင်နီယာတပ်သားတဦးလက်နက်ခဲရနဲ့တကွာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ9ရက်နေ့ကထီလင်းမြို့ရွှေထီးခမ်းမမှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အင်ဂျင်နီယာတပ်သားကျော်မိုးစွေဟာ MA1 တပ်နက်တလက်ကြီပေါက်3ခု 5.56G 348တောင်းကြီးကအင်းကြီး level 1 level 2နှစ်ခုနဲ့အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိတော့ကျွန်တော်တို့တိုက်ရင်မှာပဲကုညီဆောက်ရှောက်ထားပါတယ်သူကမိုင်းဆေးရလို့သိရပါတယ်တက်ထဲမှာကစီးလုံးမှုလည်းမရှိနောက်ပြီးတော့သူကလည်းတခြားကနေလာပေါင်းရတာလို့ပြောတယ်ကျင်တွေးကနေပြန်လာတာလို့ Your National Revolution Force ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးလက်နက်ခဲရနဲ့တကွာအလင်းဝင်ရောက်ခဲ့တယ်တပ်သားကျော်မိုးစွေအားအမှတ်၁စစ်ဒေသဂံကောခရိုင်အမှတ်၁၈တိုက်ရင်ကို Your National Revolution Force ကစုငွေကျပ်350တိတိကိုဇူလိုင်လ16ရက်နေ့မှာဂုံပြုချင်းမြေပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ